Hello မင်္ဂလာပါတို့တမလို့ရီဒီကျေရဒီနေ့ grade 3တင်ချာရဲ့ဆာမျက်နှာ15ကိုတောင်းလိုက်ကြရအောင်เนาะဟုတ်ပါပြီအဲ့တော့ဒီကျေရကဆာမျက်နှာ15မှာဘာကြောင့်တင်ရမလဲဆိုရင်အာဘာကြောင့်လေးလာအောင်လဲဆိုရင်တချို့ရှိမှလုတ်ခဲ့တဲ့အပေါင်းနဲ့အနှုတ်တွေကိုလွယ်ကူတဲ့နည်းတွေနဲ့တွက်ကြည့်ပါမယ်။ဆရာကအမြဲတမ်းပြောပါတယ်ချေရုဂရိတ်စနစ်တစ် တင်ချာလေနီလန်အမျိုးမျိုးနဲ့ဒီကျဲတို့တွေကမင်းတို့တွေကိုကြွန့်ချင်မှုရအောင်လို့တတ်ချက်မှုတွေမှာကြွန့်ချင်မှုတွေရအောင်လို့ဒီကျဲတို့ကလေ့ကျင့်ပေးနေရဖြစ်ပါတယ်เนาะဟုတ်ပါပြီအခုဒီတစ်ခေါက်အပေါင်းနဲ့အနှုတ်ကိုဒီကျဲတို့ကနောက်တစ်နေ့တနေ့ဟိုအရှိရဗီဒီယိုမှာဆိုရင်เนาะဒီကျဲတို့ကစိတ်တွက်တနေ့လေးနဲ့လုပ်ခဲ့ကြတယ်အခုဒီဗီဒီယိုမှာဆိုရင်ဒီကျဲတို့ကလွယ်ကူသောနေ့ရင်နဲ့တို့တွေဘယ်လိုမျိုးတွက်မလဲဆိုတာလေ့လာကြည့်ကြရအောင်ဒီကျဲနဲ့တူတူလေ့ကျင့်ကြမယ်เนาะโอเคဒါတို့တမလို့ရနံပါတ်9ဟိ စုစုက240အပေါင်198ကိုအောက်ကအတိုင်းလေကူတဲ့အနည်းနဲ့တွက်ခဲ့တယ်။သူ့ရဲ့တဏီကိုရှင်းပြကြရအောင်။သားတို့သမလို့ဤ240နဲ့198ကိုသူကလေကူတဲ့အနည်းနဲ့တွက်ပါမယ်။အဲ့လိုတွက်တဲ့အခါမှာတီချာတို့ကစနစ်သစ်တင်ကြမှာဆိုလို့ရှိရင် အမြင်နဲ့ဒီကျေရွတ်ဆယ်ပြည့်ဂိန်းကြီးရပြည့်ဂိန်းကြီးကဒီကျေရွတ်တွက်တွက်ရတာအလွယ်ဆုံးပဲအဲ့ဒီအတွက်ကြောင့်မလို့ဒီကျေရွတ်ဒါကတော့ဆယ်ပြည့်ဂိန်းဒီဘက်ကဂိန်းရဒီဘက်ကဂိန်းကိုဒီကျေရွတ်ကဆယ်ပြည့်ဂိန်းဖြစ်အောင်လို့ဒီရှစ်ကလေးကိုသူကလေနှစ်ထပ်ပေါင်းလိုက်ပါတယ်အဲ့တော့198ကိုနှစ်ပေါင်းလိုက်တော့ဒီကျေရွတ်ဘယ်လောက်ဖြစ်သွားလဲဆိုရင်200ဖြစ်သွားပါတယ်အဲ့တော့240နဲ့200နဲ့ပေါင်းလိုက်မယ်240ကို200 200က100အုပ်စုနှစ်စုအဲ့ဒီအတွက်ကြောင့်မလို့240ကို100တိုးပြီးတော့ရည်ကြည့်လိုက်တော့240ပြီးသွားတော့340 440ပါရှင့်ဒါမဲ့ဒါက တကယ်အဖြစ်မဟုတ်ပါဘူးအဲ့ဒီအဖြစ်တွေကဒီချဲတို့ကနှစ်ကိုပြန်နှုတ်ရပါအောင်မယ်နှစ်ကိုပြန်နှုတ်တဲ့အချိန်မှာအရှိကရာနေရာမှာရှိတဲ့လေးကလေးပါပဲ40တွေကနှစ်ကိုနှုတ်လိုက်တော့သာရုသမလို့ရဒီချဲတို့ဘလောက်ရပါတယ်လဲ38ရပါတယ်အဲ့ဒါကြောင့်တကယ်အဖြစ်က438ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီနီးနဲ့လွယ်ကူတဲ့နီးတွေနဲ့အချိတို့အပေါင်းတွေကိုအရင်ဆုံးတို့တွေတွေ့ကြကြရအောင်ဟဲ့အားလုံးပဲတင်ချတွေ့တဲ့စာအုပ်ကလေးထုတ်ပေးပါရှင့် ဟုတ်ပါပြီ။ Okay တင်ချာထွက်တဲ့ဆောင်လေးကိုထုတ်ပြီးသားပြီဆိုတော့ဒီချက်ကဒီပုံစံလေးကိုကူလိုက်ပါမယ်နော်။အဲ့တော့တရုတ်တမလို့ရေနံပါတ်12လွယ်ကူတဲ့အနည်းနဲ့တွေ့ပါအဲ့တော့12ပုံမှာကာကြီးတချို့ပုံစံလေးညီမြချင်းလေးအရင်ဆုံးရေးလိုက်ကြရအောင်350အပေါင်း298โอเคတို့တွေတွေ့ကြရအောင်ဟိတွေ့ဖို့အတွက်ဆိုရင်တချို့ကအညီထိုးထားပါမယ်နော် အညီအဲ့တော့350ရာဒီထဲကိုပြောင်းလဲစရာမလိုဘူး298ကိုပြောင်းလဲပါမယ်ဒါတို့တမလို့ရင်298မှာပါတဲ့ခုနှစ်ကိုတို့တွေ10ဖြစ်ဖို့အတွက်ဘလောက်လိုအပ်ပါသလဲဘလောက်လိုသလဲ3လိုတဲ့10ခုနှစ်ရဲ့အဖော်က3လीနော်အဲ့တော့သူ့တွေကိုဒီချဲတို့ကအပေါင်း3လုတ်လိုက်ပါမယ်3ပေါင်းထည့်လိုက်ပါမယ်နော်အဲ့တော့ဒီချဲကတော့စာသားနဲ့မရေးဘူးလက္ခဏာနဲ့ပဲရေးနိုင်မယ် 3ပေါင်းထည့်လိုက်ပါမယ်အဲ့တော့ဒီကအရှိရ350က350ပါပဲ269ကို3ပေါင်းထည့်လိုက်တော့ဒါက30ဖြစ်သွားပြီ30ဖြစ်သွားတော့90က100ဖြစ်သွားပြီအဲ့တော့အရှိက200က300ဖြစ်သွားပါပြီရှင် အညီအဲ့တော့350နဲ့300နဲ့ပေါင်းလိုက်တော့350ကို300ပေါင်းပါမယ်အဲ့တော့300ဆိုတော့တရာအုပ်စု3စု100ကြီးတိုးပါမယ်350ပြီးတော့450 550 650ပါရှင်650အဲ့ဒီ650ကတကယ်အဖြစ်ဟုတ်ပါသလား no မဟုတ်ပါဘူးသူ့ကိုဒီချေရုက3ပေါင်းနာတဲ့အဖြစ်ဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီချေရုက3ပြန်နှုတ်ပေးရပါမယ်3ပြန်နှုတ်တဲ့အခါမှာအရှိကရာညံမှာရှိတဲ့6က6ပါပဲရှင်50တွေက3ကိုနှုတ်လိုက်တော့ဘယ်လောက်ဖြစ်မလဲ 48ဖြစ်ပါတယ်နော်ရမလား48အဲ့ဒါကြောင့်မို့လို့သူ့ရဲ့အဖြေကဒီချေရူရဲ့အဖြေက648ဖြစ်ပါတယ်ရှင်ဟုတ်ပြီနော် okay အဲ့ဒါကဒီချေရူနံပါတ်ဘယ်လောက်ဖြစ်မလဲနံပါတ်12ရဲ့อืมအဖြေပါရှင်648 ရမလားအဲ့တော့အဖြေလေးထိုးရအောင် i r သဝေထိုးဖော်ထုတ်ရေးဖြည့်အဖြေ648ဟုတ်ပြီနော်အဲ့တော့ဒီနီးလေးရာတကယ်တို့ဈေးတွေဘာတွေတော့ဝဲတဲ့အခါမှာလွယ်ကူလင့်မြန်စွာကိုယ့်ရဲ့ဒီကုန်ကြငွေတွေကိုတို့တွေတွက်ချက်လို့ရပါတယ်အဲ့ဒီနီးကိုတကယ်တို့အဲအရက်ထဲမှာဆိုလို့ရှိရင်တော့ဘယ်လိုမျိုးပြောကြမလဲဆိုတော့ဈေးတို့တွက်နီးလို့ပြောကြတာပေါ့နော်မပြည့်သေးတာကိုခဏအရင်ဖြေလိုက်တယ်ပြီးတော့မှပြန်နှုတ်လိုက်တယ်အဲ့ဒါကိုဈေးတို့တွက်နီးလို့လည်းခေါ်ကြပါတယ်ရှင်ဟုတ်ပြီအဲ့ဆိုတကယ်တို့နမခခွေတွက်လိုက်ကြ ရအောင်ဟိခါခွေးတရုတ်တမလို့ရေခါခွေးပုတ်ဆောင်လေးကူလိုက်ကြရအောင်မင်းတို့ကဖက်ဆောင်တဲ့ကနေပြီးကူပြီနော်ဒီကျဲလေးဖက်ဆောင်တဲ့ကကူပြီးပါမယ်698အပေါင်း160ဟုတ်ပြီထိုးတွေတော့မအောင်လို့အညီထိုးတာပါပြီရှင်460ရှင်နဲ့160မှာ160က10ပြည့်ကိမို့လို့ပြောင်းလဲစရာမလိုဘူးဒီကျေတို့က468ကိုပြောင်းလဲပါမယ်နော်400အဲဒါမြတ်ထည့်လဲရတယ်မထည့်လဲရဒီကျမထည့်တော့ဘူးနော်ဟုတ်ပြီနော် ဘာဖြစ်လို့လဲဆိုတော့အာမင်းတို့တွေဟိုအရင်ရှုပ်နေမှာဆိုတော့အဲ့တော့ဒီချဲကဒီလိုလေးပဲလုပ်လာမင်းတို့198မှာပါတဲ့10ကို30ဖြစ်အောင်လုပ်ဖို့အတွက်ဒီချဲတို့ဘယ်လောက်ပေါင်းထည့်ရမှာလဲဟုတ်တယ်နှစ်ပေါင်းထည့်ရပါမယ်အဲ့တော့အပေါင်းနှစ်ပေါင်းနှစ်ပေါင်းထည့်လိုက်တော့အာ10က30ဖြစ်သွားတယ်အဲ့တော့90က100ဖြစ်သွားတယ်အဲ့တော့400ဘယ်လောက်ဖြစ်သွားလဲဆိုရင်ဒီချဲတို့900ဖြစ်သွားပါတယ်ဒီဘက်က160က160ပါပဲရှင့်အဲ့တော့160ကိုသားတို့တမလို့900တိုးပါမယ်100စီတိုးရအောင်100 160ပြီးတော့260 360 460 560 660 660 660 660ရှင်အဲ့တော့ရေးလိုက်ပါ660အဲ့ဒီ660ကတကယ်အဖြေလားမဟုတ်ပါဘူးเนาะသူတွေကနေဒီချေတို့ဘာပြန်လုပ်ပြရမလဲဆိုရင်နှစ်ကလေးကိုပြန်နှုတ်ပြရပါမယ်ဩ sorry အဲ့တော့နှစ်ကလေးကိုနှုတ်ပြရမယ်အနှုတ်နှစ်နှစ်နှုတ်လိုက်ပြီဆိုရင်အရှိက600က600ပါပဲ60တဲ့ကနှစ်ကိုနှုတ်လိုက်တော့58အဲ့ဒါကြောင့်အဖြေဘယ်လောက်ရမလဲအဖြေ 658ရမလားဟုတ်ပြီဒီဘက်မှာဒီချဲနှစ်နှုတ်တာကြံခဲ့ရနော်အော်၃နှုတ်တာကြံခဲ့ပါတယ်အဲ့ဒါကြောင့်အနှုတ်၃လို့ဒီဘက်မှာရေးပြပါအောင်နော် Okay အဲ့ဆိုဒီချဲတို့အဖြေလဲထိုးပြီးတော့ပါပြီနမကငယ်တွက်ကြရအောင်ဟိကငယ်မိကုန်းလေးက140 အပေါင်း396။အညီထိုးပါပြီ။အဲ့တော့140က140ပါပဲ။396ကိုတို့တွေကပြင်ဆင်ရပါမယ်။အဲ့တော့ဘလောက်ပေါင်းထင်ပါလဲပြော။6က30ဖြစ်ဖို့အတွက်4ပေါင်းထင်ပါပေါ့။အပေါင်း4ဟုတ်ပြီနော်၄ပေါင်းထည့်လိုက်မယ်အဲ့တော့6က၄ပေါင်းလိုက်တော့30ဖြစ်သွားမယ်အဲ့တော့90က100ဖြစ်သွားတယ်100နဲ့300နဲ့ဆိုတော့ဒီကျဲတို့400ဖြစ်သွားပါတယ်ရှင့်400 အညီ140နဲ့400နဲ့ပေါင်းလိုက်တော့တအားတို့တမလို့ရေတရာအုပ်စု၄စု140ပြီးတော့240 340 440 540ပါရှင်540အဲ့ဒါကတကယ်အဖြစ်လား no မဟုတ်သေးပါဘူးသူ့ကိုဒီကျဲတို့ကဘလောက်ပြန်နှုတ်ပေးရမှာလဲ၄ပြန်နှုတ်ပေးရပါမယ်အဲ့ဒါကြောင့်အနှုတ်၄အဲ့ဒါကြောင့်မို့လို့ဒီကျဲတို့ရဲ့အဖြစ်ကယာနီယာကယာနီယာ၅ပါပဲ40တဲ့က၄ကိုနှုတ်လိုက်တော့ဘလောက်ရမလဲ36 အဲ့ဒါကြောင့်မို့လို့ဒူရီရဲ့အဖြေက936ဖြစ်ပါတယ်ရှင်အဖြေလေးထိုးကြရအောင်အာရီအာတဝေထိုးဖောက်တို့ရဲ့ရေးဖြေအဖြေ936ရပါပြီနော်ဟုတ်ပါပြီရှင်အဲ့တော့နံပါတ်ဘယ်လောက်တက်မလဲဆိုရင်ဂါကြီး နံပါတ်ကကြီးက969အပေါင်း280အဲ့ဒီ280ကိုတို့တွေတွက်ကြမယ်တတို့တမလို့ရေဘသူ့ကိုပြောင်းလဲမှာလဲ969ကိုပြောင်းလဲမှာပေါ့969ကိုဒီချေတို့ကဘလောက်ပြောင်းလဲမှာလဲ တစ်ခဏစ်ကို30ဖြစ်ဖို့အတွက်ဒီချေရုက3လိုပါတယ်အဲဒါကြောင့်အပေါင်း3ခဏပေါင်းထည့်လိုက်ပါမယ်ရှင်အဲ့လိုပေါင်းထည့်လိုက်တော့ခဏစ်က30ဖြစ်သွားပြီအဲဒါကြောင့်60က100ဖြစ်သွားပြီ100ရဲ့900ရဲ့ဆိုတော့ဒီချေရုဘယ်လောက်ဖြစ်သွားလဲ600ဖြစ်သွားပါတယ်အပေါင်းဒီဘက်က280ပါရှင် 600ရဲ့180ရဲ့ပေါင်းရအောင်600ဆိုတော့100အုပ်စု6စု180ကို100စီတို့ရအောင်180ပြီးတော့380 480 580 680 880 880 880 880ပါရှင်880အဲ့ဒီ880ကတကယ်အဖြေလားမဟုတ်ပါဘူးနော်အဲ့တော့သူတွေကနေဒီခြေတို့ကဘယ်လောက်ပြန်နှုတ်ပြရမှာလဲဆိုရင်အာ3ပြန်နှုတ်ပြရပါမယ်အနှုံး3 8 okay အဲ့ဒါကြောင့်မို့လို့800က800ပဲ80တဲ့က3ကိုနှုတ်လိုက်တော့ 80တိကတော့အောင်လိုက်တော့ဘလောက်လဲ88ဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်ဒီချေရိုးရဲ့တကယ်အဖြေက88ဖြစ်ပါတယ်နော်အဲ့တော့အဖြေထိုးရအောင်အဖြေပုံမှန်နှစ်ခုချ88ရပါပြီနော်ဟုတ်ပြီပြီးတော့ပြီဆိုရင်ဒီချေရိုးကနံပါတ်5တွက်ကြရအောင်ဟိငါပုံစံလေးက330အပေါင်း68ပါရှင် အတီတော330နဲ့68ကိုဒီချေရုပေါင်းကြပါမယ်တတရုတမရုရေဒီချေရုဘသူ့ကိုပြောင်းလဲမှာလဲ330ကပြောင်းစရာမလိုပါဘူး68ကိုပြောင်းပါမယ်ရှင်အဲ့တော့330က330ပါပဲ 330အပေါင်း68ကိုဒီချေရုက8ကို8က10ဖြစ်ဖို့အတွက်နှစ်လိုတဲ့အတွက်ကြောင့်မလို့နှစ်ကလေးပေါင်းထည့်လိုက်ပါမယ်။အဲ့တော့8က10ဖြစ်သွားမယ်။10ကအာ90နဲ့ဆိုတော့100ဖြစ်သွားတာပေါ့100အညီ330နဲ့100နဲ့ပေါင်းပါမယ်။330ကို100တိုးလိုက်တော့430ပါရှင်။ 430အဲ့ဒီ430ကတကယ်အဖြေလားမဟုတ်သေးပါဘူးသူတွေကဘလောက်ပြန်နှုတ်လဲအနှုန်း1ကိုပြန်နှုတ်ပါမယ်ရှင်အဲ့ဒါကြောင့်ဒီကျေတို့ဘလောက်ရမှာလဲ400က400ပါပဲ30တွေက1ကိုနှုတ်လိုက်တော့28ဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီကျေတို့ရဲ့အဖြေက428ပါရှင်အဖြေထူရအောင်အာရီအတဝေထိုးဖောက်တော့ရရဲ့ဖြစ်အဖြေ428ရပါပြီလားရှင် ဟုတ်ပါပြီအားဆိုလို့ရှိရင်ဒီချေရုကလေကူတဲ့နီးနဲ့ဒူတွေအပေါင်းတွေကိုတော့ခေပြီးသွားပါပြီလေ့ကျင့်ခဲ့ပြီးသွားပါပြီအဲ့တော့ဒီချန်နဲ့တူတူလေ့ကျင့်တယ်လို့ပဲဒါတို့တမလို့လည်းဒီချေဗီဒီယိုလေးကိုရက်ပြီးတော့ဒီဟာလေးတွေကိုခဏခဏလေ့ကျင့်ပြီးပါနော်ဟုတ်ပြီ။ Okay ပြီးတော့ပြီဆိုလို့ရှင်တော့ဒီချေရုကအနှုတ်ကိုသွားလိုက်ကြရအောင်ဟိ။အဲ့တော့အနှုတ်ကလည်းအဲ့ဒီအတိုင်းပါပဲ။အပေါင်းဆိုရင်ဒီချေရုကခဏပေါင်းထည့်လိုက်တယ်နော်။အဲ့တော့အနှုတ်ကရောဘယ်လိုလောင်ပါလဲကြည့်ရအောင်ဟိ။နံပါတ် ထွန်းထွန်းကတဲ့တထောင်အနှုတ်432ကိုအောက်ကအတိုင်လွယ်ကူတဲ့နီးနဲ့တွက်ခဲ့တယ်။သူ့ရဲ့တက်နီကိုရှင်းပြပါ။တထောင်လေးက432ကိုဒီချေရုနှုတ်တဲ့အခါမှာတုံညတွေဆိုတာချီရိုင်းနဲ့ရှုပ်နေမယ်လေနော်။အဲ့တော့ဒီချေရုကနှုတ်တယ်ဆိုတာက ကြီးတာတွေကငေတာကို နှုတ်ရတယ်အဲ့တော့တချို့ကမတုံညာကနေကိုးထီကနန်းလေးတွေထဲမှာဘယ်သူအကြီးဆုံးလဲ yes ကိုးကအကြီးဆုံးအဲ့တော့ကိုးရဲကနေပြီးတော့ဂျန်နဲ့ဂိမ်းကြီးကိုအကုန်လုံးနှုတ်လိုက်လို့ရှိရင်မလွယ်ဘူးလားလွယ်ကူတာပေါ့တချို့ရွှေမှလည်းအများကြီးပဲလေ့ကျင့်ပြီးသွားပြီအဲ့အတွက်ကြောင့်မလို့တချို့ကဘာလုပ်မလဲဆိုရင်ကိုးဖြစ်အောင်ဒိုတွေလှုပ်ကြမယ်ဟိအဲ့တော့လာကြည့်ရအောင်ဟိတထောင်နဲ့အဲ့410ကိုနှုတ်တဲ့အခါမှာတထောင်ကိုသူကလေတထောင်နဲ့ကနေတစ်ကိုခဏဖယ်ထားတယ်တစ်ကိုခဏနှုတ်ထားတယ်အဲ့အတွက်ကြောင့်မလို့တထောင်ကဘာဖြစ်သွားလဲဆို960 ကိုအဲ့ဒီကနေ412ကိုနှုတ်ပါမယ်။အဲ့ဒီအချိန်မှာခုခုချင်းနှုတ်ဆဲဆဲချင်းနှုတ်ရရချင်းနှုတ်လို့ရပါပြီ။ကိုးရဲကနှစ်ကိုနှုတ်လိုက်တော့ခနှစ်။ကိုးရဲကတစ်ကိုနှုတ်လိုက်တော့ရှစ်။ကိုးရဲကလေးကိုနှုတ်လိုက်တော့ငါဖြစ်ပါတယ်။အဲ့ဒါကတကယ်အဖြစ်လားမဟုတ်သေးပါဘူး။သူ့ကိုဘာပေါင်းအောင်ပါလဲ။ဒီကျရွှေရှိမှာနှစ်ခဏနှုတ်ထားတဲ့အတွက်ကြောင့်မလို့နှစ်ကလေးကိုပြန်ပေါင်းပေးရပါအောင်မရှင်။နှစ်ကလေးကိုပေါင်းလိုက်တော့988က988ဖြစ်သွားတာပေါ့။ ရပြီเนาะအဲ့တော့ကျေတို့နှုတ်ရတာခတ်တယ်ဆိုလို့ရှင်ねတို့တွေကခဏလေးအကြီးဆုံးဂိမ်းချင်အောင်လို့တို့တွေခဏလေးပြောင်းပြောင်းပြီးသွားမှပြန်ပြင်ကြမယ်เนาะအဲ့ဒါကိုဈေးတွက်တွက်နီလို့ခေါ်တဲ့ဈေးတယ်တွေအများဆုံးအသုံးပြုပဲဒါပေမဲ့ဈေးတယ်တွေမှမဟုတ်ပါဘူးတချေတို့တွေလည်းဈေးသောင်းဝယ်တဲ့အခါမှာငွေကြေးတွေကိုအလွယ်တကူလိမြန်စွာတွက်ချင်တဲ့အခါမှာဒီနီကိုအသုံးပြုလို့ရပါတယ်ကဲအဲ့ဆိုရင်နံပါတ်73ဒါရုသမလို့ရေတချေနဲ့တူတူအာလေ့ကျင့်ကြရအောင်เนาะမင်းတို့ရဲ့သင်ချာတွက်တဲ့ဇာတ်ကို ထုတ်ပေးပါရှင့် အဲ့တော့ဒီချက်ကနံပါတ်73ကူလိုက်ပါပြီနော်โอเคအဲ့တော့73ပုံမှာကာကြီးတထောင်အနှုတ်883 အညီထိုးလိုက်ပါပြီ။ Okay အဲ့တော့1000နဲ့ကနေပြီးဒီချေတို့ဘလောက်ကိုနှုတ်ကြည့်မှာလဲ။ Yes တစ်ကိုနှုတ်ပါမယ်။တစ်ကိုနှုတ်လဲအတွက်ကြောင့်မလို့အနှုတ်တစ်လို့ရေးလိုက်ပါ။ကြိုက်တဲ့ဘက်မှာရေးလို့ရနော်။ဒီဘက်မှာရေးလည်းရဒီဘက်မှာရေးလည်းရတယ်။ဟုတ်ပါပြီ။အဲ့တော့တစ်ကိုနှုတ်လိုက်တော့1000ကဘလောက်ဖြစ်သွားမလဲ။969ဖြစ်သွားမှာပေါ့။အနှုတ်ဒီဘက်က983က983ပြီးတော့ဒီချေတို့ကခုခုချင်းနှုတ်ဆက်ဆက်ချင်းနှုတ်ကြရအောင်။ဒီ9ရက်ကနေကိုကိုနှုတ်လိုက်တော့ ကိုရဲကနေ၃ခုနှုတ်လိုက်တော့ဘယ်လောက်ရလဲ6ခုနေရာမှာရေးမယ်နော်ကိုရဲကနေ8ခုနှုတ်လိုက်တော့ဒီကျဲတို့1ကိုရဲကနေ9ခုနှုတ်လိုက်တော့2 236အဲ့ဒီ236ကိုဒီကျဲတို့ကဘယ်လောက်ပြန်ပေါင်းအောင်လဲဆိုရင်1ပြန်ပေါင်းရပါမယ်ခွင်းခက်လဲရတယ်မခက်လဲရတယ်1ပြန်ပေါင်းရပါမယ်အဲ့ဒီအတွက်ကြောင့်မလို့236ကို1ပေါင်းလိုက်တော့238ဖြစ်ပါတယ်ရှင်အဲ့ဒါကအဖြေပါအဖြေ နေရာ39ရမလားဟုတ်ပါပြီအဲ့ဆိုတော့တိချက်တို့နမခခွေလေးကိုတာကြည့်ကြရအောင်ဟေ့ခခွေတိချက်ဒီမှာပဲတွက်လိုက်တော့မှာကွာနော်မင်းတို့ရေတခါတယ်မြင်ရအောင်နော်ရမလားဟုတ်ပြီအဲ့တော့ခခွေတွက်ကြရအောင်ဟေ့ခခွေက800ဒီမှာနော်ခခွေက800အနုံ998 အညီထိုးတာပါဟဲ့အဲ့တော့သားတို့တမလို့ရေရှေ့ရဲကနေဒီကျေတို့ဘလောက်နှုတ်ကြည့်ပါလဲတစ်နှုတ်လိုက်ပါပြီတစ်နှုတ်လိုက်တော့ဘလောက်ဖြစ်သွားမလဲ969ပေါ့အဲ့ဒီ969တဲကနေပြီးတော့998ကိုနှုတ်ကြရအောင်9ရဲက8ကိုနှုတ်လိုက်တော့တစ် ကိုရဲကကိုကိုနှုံလိုက်တော့၃ညရာညာမှာရှိရခွက်နှစ်ထဲကရာညာမှာရှိတဲ့၅ကိုနှုံလိုက်တော့၂၂ညတအဲ့ဒီ၂ရက်ကတကယ်အဖြေလားမဟုတ်ပါဘူးသူ့ကိုတကယ်လို့ဗာပြန်ပေါင်းပေးရအောင်မလဲတချက်ပေါင်းပေးရပါအောင်မယ်ရှင်အဲ့ဒါကြောင့်၂ရက်တကိုတပေါင်းလိုက်တော့ဒါတို့တမလို့ဤ၂ရက်နှစ်ဖြစ်ပါတယ်အဲ့ဒါကမှတကယ်ရှေ့ရတဲ့က998ကိုနှုတ်ရင်၂ရက်နှစ်ရပါတယ်ရှင်အဖြေလေးထိုးရအောင်အာရီအာတဝေထိုးဖို့တော့ရေးဖြည့်အဖြည့် နရနှစ်ထားပါပြီเนาะဟုတ်ပါပြီဒီချက်အရင်မြန်နေရဲ့ဆိုလို့ရှင်ဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့ live လုပ်ပြပါเนาะโอเคပြီးတော့ပြီဆိုရင်ဒီချက်ဖြတ်လိုက်တော့မယ်เนาะနမကငေးတွေ့ကြရအောင် တူတူတက်ကြမယ်နမကငင်းဒီကုန်လေးပုတ်စာလေးကိုရအောင်900အနော်328အညီလေးထူတာပါမယ်ဟဲ့တရွတ်သမလို့ရေဘသူ့ကိုပြင်ပါလဲဟုတ်တယ်900ကိုပြင်ပါ900တဲ့ကဘလောက်ကိုအရင်နှုတ်မလဲမန်နဲ့တစ်ကိုအရင်နှုတ်ကြရအောင်900တဲ့ကတစ်ကိုနှုတ်လိုက်တော့တီချေတို့ဘလောက်ရမှာတော့ ဟုတ်တယ်669ရမှာပေါ့အနှုတ်ဒီဘက်က329 329ကို669ရဲ့ကနေနှုတ်အောင်ကိုရဲကနေခုနှစ်ကိုနှုတ်လိုက်တော့ဘယ်လောက်ရမလဲနင်း10နေရာကကိုရဲကနေနှစ်ကိုနှုတ်လိုက်တော့ခွန်နှစ်ညာနေရာက6တဲ့ကနေ3ကိုနှုတ်လိုက်တော့တော့ဟုတ်ပြီအဲ့ဒါကိုဒီချေလို့ဗာပြန်ပေါင်းအောင်ပါလေအပေါင်း1ဘယ်သူ့ကိုပြန်ပေါင်းအောင်ပါလဲ จิตကလေးပြန်ပောင်းပေးရမှာပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့382ကနေ380တုံးဒါကအဖြစ်ဖြစ်ပါတယ်အဲ့တော့အဖြစ်လေးထူရအောင်အာယအသဝေထူဖောက်တော်ရရဲ့ဖြစ်အဖြစ်ပုံမှန်နှစ်ခုချ383မန်မာဒနာဟုတ်ပြီကောင်းငယ်ပြီးသားရင်ဒီချေတို့ကကြည်လေးတော့ကြရအောင်ဟိကကြည် ခါကြီးမေကွန်လေးကိုရအောင်900အနုတ်96အညီလေးထိုးတာပါဟိဟုတ်ပါပြီအဲ့တော့900ကိုတို့ပြီဘလို့ပြင်ပါလဲအနုတ်တလုတ်ကြည့်ပါမယ်အနုတ်တလုတ်လိုက်တော့900ကဘာဖြစ်သွားမှာလဲဆိုရင်490ကိုဟုတ်ပါပြီရှင်အနှုတ်ကအနှုတ်96ဩဒီချက်အရောင်နေနော်96က96ပါပဲโอเคအဲ့တော့96 499ရဲ့96ကိုနှုတ်ရအောင်9ရဲ့ကနေ6ကိုနှုတ်လိုက်တော့ဘယ်လောက်ရမလဲ3ကိုရဲကနေကိုကိုနှုတ်လိုက်တော့3ညအဲ့ရှိကယာနေရနှုတ်ဆရာမရှိတော့4ပဲပေါ့သူ့ကိုဒီချေတို့ကဗာပြတ်လုံးမလဲဆိုရင်အပေါင်းတတထပ်ပေါင်းပါမယ်အဲ့တော့အဖြေလေးရသွားပါပြီ403ကိုတက်ပေါင်းလိုက်တော့404ဖြစ်ပါတယ်ရှင်ရမလားဟုတ်ပြီအဲ့တော့အဖြေထိုးရအောင်အာရီအသဝေထိုးဘတ်တို့ရေးပြအဖြေ404 โอเคကဲပြီးသားပြီဆိုရင်တော့နံပါတ်5ကိုတောက်ကြရအောင်ဟဲ့နံပါတ်5ငါကတထောင်အနော်432ဟုတ်ပြီเนาะအညီတစ်ခါတည်းထူတာပါမယ်တထောင်ကိုဒီချေလို့ပြင်ဆင်ကြရအောင်ဟဲ့တထောင်နဲ့က1ကိုနှုတ်လိုက်ပါပြီနှုတ်လိုက်တော့ဘယ်လောက်ရပါသလဲ960 9အနောက်432ဟုတ်ပါပြီနှုတ်ပါပြီဟေ့9ရဲကနေ2ကိုနှုတ်လိုက်တော့ခေါ်နဲ့9ရဲကနေ3ကိုနှုတ်လိုက်တော့ဘယ်လောက်ရအောင်လဲ6 9ရဲကနေ4ကိုနှုတ်လိုက်တော့ဘယ်လောက်ရအောင်လဲ5အဲ့ဒါတကယ်အဖြေလား no မဟုတ်သေးပါဘူးသူ့ကိုတစ်ပြန်ပေါင်းရပါမယ်အဲ့တော့568ကိုတစ်ပေါင်းတော့568ဖြစ်ပါတယ်နော် 哎呀，超市是 OKLP 的，这个 PP 八的 LP 图样啊，啊一啊，都会都跑出一页 P，呃 P，哎呀，超市是，你把皮拿。 ဟုတ်ပါပြီအဲဆိုရင်ဒါတို့တမလို့ရဒီဗီဒီယိုထဲမှာဒီချေတို့တွေကအာအပေါင်းနဲ့အနှုတ်ကိုဒီချေတို့လေကူတဲ့နေရည်နဲ့တွက်ခဲ့ပြသပါပြီအဲတော့ဒါတို့တမလို့ကလည်းအငြင်းတဲ့ကိုကကြွန့်ကျင်မှုအတွက်ဆိုရင်ခဏခဏလေ့ကျင့်ပြပါနော်ဒီပုံစံလေးတွေကိုဒါတို့တမလို့ကခဏခဏလေးလေ့ကျင့်ပြပါပြီးသွားရင်မမေ့စေနဲ့အငြင်းတဲ့အသုံးပြုပြပါရမယ်နော်အဲဒါဆိုလို့ရှိရင်ဒါတို့တမလို့ကအငြင်းတဲ့လေ့ကျင့်ပြီးတော့လို့ရှိရင်ကြွန့်ကျင်သွားပါလိမ့်မယ်ဟုတ်ပါပြီရှင်အဲဆိုရင်ဒီချေတို့နောက်ထပ်ဗီဒီယိုကြလို့ရှိရင် ကနန်းသုံးလုံးကိုကနန်းသုံးလုံး sorry ကိန်းသုံးလုံးကိုဒီကျေတို့ဘယ်လိုမျိုးတွေ့မလဲဆိုတာကိုလေ့လာကြမယ်နော်ဟုတ်ပါပြီဒီဗီဒီယိုလေးကိုတို့ရဒီနာမှာပဲခဏလေးရက်ကြရအောင်ဒီချက်ကိုမင်းတို့တွတ်ထားတဲ့စာအုပ်လေးတွေကိုပြဖို့လဲမမေ့နဲ့နော်ဟုတ်ပါပြီနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်တဒါ